ဲမိဘကြီးကိုပါတော့ဗျာတရေပတ်ပြပါလက်ကြပါထူးခြားတဲ့တရေတွေကတော့ဒါကျွန်တော်တို့အဲတောက်ပိုင်းမှာဆိုလို့ရှိပေါ့နော်ထိုင်းပြမှာနေဆက်ပါရှိနေတဲ့ဒါအချာပတ်စစ်ကောင်စီရဲ့ဒါဘော်ဖိုးကြီးစကန်းအချာပတ်စစ်ကောင်စီရဲ့ဘော်ဖိုးစီစကန်းကဆိုလို့ရှိတော့ဓာကြီးပိုင်းအတွေ့ပါပဲစကန်းတစ်ခုလုံးကိုဒါကျွန်တော်တို့ပြည်သူ့ဘတ်တော်သားတွေနော် KNDU KNL တွေတဲ့ ဘူပေါအဖွဲပါဟာဘိတ်တီယာဒီဘာအောက်ပြစွာတဲ့တိတ်ပိုက်လိုက်တာဆိုလို့ရှိရင်အခုအာလာလာလက်နက်တွေအများကြီးရတယ်လက်နက်တွေအများကြီးရတယ်လို့ဒါကျွန်တော်တို့ပြောပြချက်ပါတယ်နော်ပြောပြချက်ပါတယ်ဒီအကြမ်းဖက်စစ်ကောင်စီရဲ့ဖွဲ့စည်းပုံဟာပြက်ကိုပြက်ရပဲသူတို့ကသူတို့ပါတရားလုပ်ခဲ့တဲ့အရာတွေအားလုံးအားလုံးပြည်သူကအခုပြတ်သိမ်းပြီလေတိုင်းဒါတွေလည်းအခုအကုန်လုံးပြတ်သိမ်းပြီလေတော့အကုန်လုံးလည်းသဘောပေါက်နေပြီ ဘေကလာပါကြီးလေးရဲ့တဲ့ဘေကလာပါဘေကလာကတကယ်ကို ရှိတော်မင်္ဂလာပါနော်အဲ့တော့ထိုင်းပြည်မှာဒေဆက်မှာရှိနေတဲ့အချမ်းပဲစစ်ကောင်စီရဲ့မော်ဖိုးကိစကားဟာဟလာဓာိုင်ပိုက်တာတိုက်ခိုက်တယ်ဆိုတော့တရေတွေတက်လာတယ်တော့အချမ်းပဲစစ်ကောင်စီတဲ့ပတ်သက်တဲ့လူတွေထွက်ပြေးသွားတယ်လို့သိရတယ်တော့အချမ်းပဲစစ်ကောင်စီစီကတွေဘာလက်တက်ခဲတွေအပြားကြီးပဲရတယ်ပေါ့ မတိယကလေးอ่ะပေါ့เนาะမတိယဆိုနှစ်ရက်သုံးရက်တော့ရှိပြီဒါရေခုန်နေတာဒီ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 စကန်အတွက်ကိုဟာလာအားလုံးကလည်းရေခုန်နေဟာဘယ်လိုမျိုးဖြစ်လာမလဲဘယ်လိုအနေအနေထားများဖြစ်လာမလဲဆိုအခုဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့အောင်မြင်စွာနဲ့တိတ်ပါရရှိသွားပါပြီဆိုတဲ့အကြောင်းတရင်ကောင်းပါပါစေခဗျာဟုတ်ကဲ့အခုအကြမ်းဖက်စစ်ကောင်စီရဟိုဖိုးပတ်ရန်ဒီပတ်ရန်ရမ်းနေတယ်ပေါ့နော်အကြမ်းဖက်စစ်ကောင်စီဘက်ကညတော့ပါတော့ ဟိုဘာသတင်းတွေကြားရလဲဆိုတော့အခုတက်လာတဲ့သတင်းတွေကိုကျွန်တော်ပြန်လဲပြောမှသုံးသက်ကြည့်မယ်နော်အနန္ဒီအစိုးရကိုတဲ့အကြပ်ပဲစစ်ကောင်စီစစ်တပ်ကတဲ့အတက်နိုင်ဆုံးပူပေါင်းဆောင်ရွက်ခဲ့တော်လဲ။ Okay ။အကြပ်ပဲစစ်ကောင်စီမရောက်လိုက်ရင်မေး brave watch လို့လို့ရတဲ့အထဲပါ။ Generation Z တွေမပါဘူး၊မျိုးဆက်သစ်တွေမပါဘူး။တော့အားလုံးအားလုံးမပါဘူးနော်။အနန္ဒီအစိုးရကိုတဲ့စစ်တပ်ကအတက်နိုင်ဆုံးပူပေါင်းဆောင်ရွက်ခဲ့တော်လဲ။ ကာလုံးမခေါ်သည့်အပြင်နဲ့ဥပဒေနဲ့မညီသောကိစ္စရပ်များစွာလှုပ်ဆောင်ခဲ့၍ဒီမိုကရေစီကလူလူမုံတိုင်းကထက်နဲ့ဖြစ်ပေါ်ခဲ့သည်ဟုမယောင်လိုက်ပြောပါတယ်အဲ့တော့အဲ့တချက်ကိုအရေးရှိပဲမယောင်လိုက်ရနော်โอเค energy လက်ထပ်ပါ energy လက်ထပ်ပါခပြားတို့အကြပ်ပတ်စစ်ကောင်စီကလေတကယ်ဆိုလွတ်တော်တွေကထွက်သွားပါเนาะအာဝရတာပြောပဲ လွတ်တော်တွေထွက်တာပါဒီစစ်တပ်နဲ့နိုင်ငံရေးเนี่ยဘာမှမဆိုင်ဒေါ်ပါလားစစ်တပ်နဲ့နိုင်ငံရေးเนี่ยဘာမှမဆိုင်ဘူးအန်နန်ဒီလက်ထက်ကလေးကခင်ဗျားတို့အကြဘက်စိတ်ကောက်စီစစ်တပ်တီလွတ်တဲ့ဘာအစိတ်သားတွေပါနေရာတွေပါဝင်ရမလုံးနဲ့အဲ့လိုထွက်ကိုထွက်သွားရသဘောပေါက်လားမသိသဘောပေါက်လားမသိဟိုအခုပါလာပြီးတော့ပါအဲ့ဒါဒီဘာကြဘာကြဆိုတော့ခင်ဗျားတို့လာပြတော့ပါအပြစ်သွားပါပုံတယ်တော့သဘောပေါက်လားပဲတိဒါ တကယ်ကိုမြမနိုင်ငံရေမြမနိုင်ငံရေအတိုင်းပဲသုံးသက်လိုက်ပဲဆိုလို့ရှိရင်အကူကခပြားတို့အကြပ်စစ်ကောက်စီလုံလိုက်မှ NND လက်ထက်တက်ကထတော့ပို့ပြီးတော့မှစုတ်ချသွားတဲ့အနေထားအသွင်အပြင်တစ်ခုကိုခပြားတို့ပို့ဆောင်လိုက်တာဖြစ်တယ်အဲ့တော့ခပြားတို့ဘယ်တော့မှမပေးတဲ့တဘောပေါက်လားမသိဘူးနော်တဘောပေါက်လားမသိဘူးအဲ့ဒါခပြားတို့စဉ်းစားပါအဲ့တော့ း NLD အစိုးရကိုခင်ဗျားတို့ကအတက်တက်ဆိုပူပေါင်းဆောင်ရွက်ခဲ့တော့လဲဆိုတော့ဟိုဘယ်လိုပြောပြမလဲအောက်တဲကြတဲ့စကားလို့ခင်ဗျားတို့သုံးဖို့တော့မစစတဲ့ဒါကြတော့အတိုင်ပင်ခံပုဂ္ဂိုလ်တော်ဆောက်စုကြီးကပြည်တွင်းမှာဆိုလို့ရှိရင်လည်းပြည်တွင်းပြည်သူလူထုတွေ့ဆုံမှုတွေကိုလုပ်ခဲ့တယ်ပြီးလို့ရှိရင်အဲ့ဒီအချိန်မှာအများဆုံးသောပြဿနာနော်အများဆုံးသောပြဿနာတစ်ခါပြောပြမယ်ဒါကြတော့အတိုင်ပင်ခံပုဂ္ဂိုလ်တော်ဆောက်စုကြီးကပြည်တွင်းနဲ့ပတ်သက်ပြီးတော့မှာပြည်သူလူထုကို ပြေးဆုံမှုတွေကိုလုပ်တဲ့အခါမှာအများဆုံးသောပြဿနာဘာဖြစ်မယ်လို့ထင်လဲသိလားမိဘကြီးကိုမတော်မအများဆုံးသောပြဿနာကဒီအကြပ်စစ်ကောင်စီတွေကဒီအကြပ်စစ်တပ်တွေကပြည်သူလူထုပေါ်မှာမတရားသောတိမ့်ပိုက်တာသောမြေယာကိစ္စတွေပဲဖြစ်တယ်အဲ့ဒါအများဆုံးပဲအညာမြေဒေသကိုနိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်တော်စာစုကြည့်သွားပြီဆိုလို့ရှိရင်လေပြည်သူလူထုအများသောအမေးအမေးလို့အော်ပြီးတိုင်ကြတာဘာတိုင်ကြလဲဒီအကြပ်စစ်ကောင်စီတွေက ဘယ်လိုပြောပြမလဲမြေတွေကိုမတရားသိမ်းထားပြည်သူလူထုနဲ့ပတ်သက်တဲ့မြေယာတွေကိုမတရားသိမ်းထားတဲ့ကိစ္စတွေနော်အညာမျိုးသွားပြီဆိုလို့ရှိရင်လည်းနိုင်ငံတော်အတိုင်းအမြဲပုဂ္ဂိုလ်တော်ဆက်စုကြိုတိုင်တာမြေယာကိစ္စတွေတိုင်တယ်အဲ့တော့ဟိုရှက်ပြီတဲ့သွားလဲထိုလေးလေးကောက်ပဲဒီအကြမ်းဖက်စစ်ကောင်စီစစ်တပ်ဘက်ကဒီဘောပါမတရားသိမ်းထားတဲ့မြေယာကိစ္စတွေကိုတိုင်တယ်တနင်္လာနေ့တိုင်းဘက်ကိုသွားမယ်ဆိုလို့ရှိရင်လည်းအကြမ်းဖက်စစ်ကောင်စီစစ်တပ်ကမတရားသိမ်းထားသောမြေယာကိစ္စတွေတိုင်တယ်ထိုလေးလေးကောက်မဲ့ကရင်ပြည်နယ်ကိုသွားမယ်ဆိုလို့ရှိရင်လည်းအကြမ်းဖက်စစ်ကောင်စီစစ်တပ်က မတရားတိုင်မိုက်ထားသောမြေယာကိစ္စတွေကိုတိုင်တယ်အဲ့လိုမျိုးအပြည်သူလူထုကနိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်တော်ဆက်စုကြည်ကိုဒီအကြပ်က်စစ်ကောင်စီကမတရားတိုင်ထားတဲ့မြေယာကိစ္စတွေနဲ့ပတ်သက်ပြီးတော့မှတိုင်ပြီးဆိုလို့ရှိချေတိုင်ပြီးဆိုလို့ရှိဒီအကြပ်က်စစ်ကောင်စီမဲအောင်လားသူတို့နဲ့ပတ်သက်တဲ့ဒီစစ်တပ်ဘက်ကလူတွေမျက်စိတွေမျက်နှာတွေအကောင်လုံးပြတ်တယ် ။ဘာဖြစ်လို့လဲ။ပြည်သူလူထုတွေးဆောက်ဘူးလေ။လောက်တဲ့အခါမှာမျက်စိမျက်နှာကိုပြက်လို့နော်။ဒါကြတော့အတိုင်ပကယ်ပုဂ္ဂိုလ်တော်ဆတ်စုကြီးကစကားပြောပြီးဟဲ့လားမြေယာကိစ္စတွေစကားပြောပြီးဆိုသူတို့မျက်နှာမျက်စိမျက်နှာတွေကိုပြက်လို့အဲ့လိုပြော မျက်စိပြက်မျက်နှာပြက်ဟိုကဟိုကမလုံးတက်ဒီကလုံးတက်အဲ့လိုမျိုးသူတို့တွေကပြက်တာတွေပြက်ကြတယ်။ဘာဖြစ်လို့လဲဆိုတဲ့အခါကြတော့ပြည်သူနဲ့ရှင်လေပြည်သူနဲ့ရှင်လေဒီမြေယာကိစ္စတွေပြည်သူဒီအမှန်တရားပဲဒီနေ့ဒီချိန်ဒီအမှန်တရားလောက်တော့ပဲ။ အခုမှကာလုံမခေါ်သည့်အပြင်ဥပဒေနဲ့မညီတော့ကိစ္စရဲ့များစွာကာလုံမခေါ်အခုမှကာလုံနေပါမင်းအောင်လိုင်းမင်းအောင်လိုင်းတို့ဒီခရိုနီတွေအာနာရှင်တွေဆိုတာပြည်သူတွေသဘောပေါက်သွားပြီတမတော်ကိုလည်းခင်ဗျားတို့အတုံးချပြီးသွားပြီငါးနှစ်လုံးလုံးအတုံးချပြီးသွားပြီဘာမှခင်ဗျားတို့အောင်မြင်မှုမပေါ်ဘူး NLD လောက်တော့လည်း NLD လောက်လို့ခင်ဗျားတို့เนาะဟိုပတ်ရဒီပတ်ရအခုလည်းခင်ဗျားတို့တွေဒီ ဘာတွေထပ်ဖြစ်ပြန်လဲဆိုလို့ရှိရင်အပြစ်တွေပြန်ဖူးကျင်တယ်ခါလုံးမခေါ်လို့တဲ့ထမိန်ဝတ်တာပါလားအကြမ်းစိတ်ကောင်းစီမရောက်လိုက်ခပြားတို့ထမိန်ဝတ်တာလိုက်နော်ခရရရိုက်စကားပြောပါမယ်ဆိုခပြားတို့အောက်တက်ကြလို့လဲခပြားတို့တွေရယူထားတဲ့ယာဒူးတွေအပွဲ့တွေအခက်အလက်တွေနဲ့အတူခပြားတို့ရကိုကျစ်တရားတွေဒီမကောင်းဘူးခပြားတို့ရအကျစ်တရားတွေမကောင်းဘူး တပြားလို့ပြောတဲ့ဆိုတဲ့ဇကားတွေကအစစ်တမ်းမရှိဘူးအခုငားနေလောလောခပြားလို့တက်ပြောက်သားတွေကိုအတုံးချခဲ့ပြီးတော့ဘာအောင်ပြဘူးမှမရခဲ့တဲ့အခါကျတော့အခုခပြားလို့တွေဒီ identity ကိုအပြစ်ထပ်ပေါက်ပြရတယ်အောက်တက်ကြတယ်ခပြားတို့တိုင်ကြီးရကုန်ထွက်ထွက်ဘာသူကခပြားတို့ကိုလက်ခတ်ပါပေါ့ဘူးထွက် စုပ်ပြတ်သားတွေရပဲသူပြတတ်ကြပါဆိုလို့ရှိရလေအကောလောအစိပ်ပြေနေပြီအာလောအစိပ်ပြေနေပြီအစိပ်ပဲပြေတာမြန်မာနိုင်ငံမှာအာဆီယံပါအစိပ်မပြေဆုံးတော့အာဆီယံနိုင်ငံကိုပြပါဆိုမြန်မာနိုင်ငံမှာဘာဖြစ်လို့မြန်မာနိုင်ငံဒီအစိပ်မပြေတာလဲဒီပါလင်ငပီးချက်တွေကြောင့်ဒီပြည်သူလူထုအရေးနဲ့ပတ်သက်ပြီးဟိုကပါလိုက်ဒီကပါလိုက်ဟိုကပါလိုက်အကောလောလိုက်ပြတော့ပါ စွတ်ဖတ်နေတဲ့အတွက်ကြောင့်ခင်ဗျားတို့အကုန်လုံးပြောင်းရပဲထွက်နိုင်ငံလောကထွက်ပါမထွက်ရင်ပြည်ပြည်သူလူထုကလည်းခင်ဗျားတို့လက်ပတ်ခတ်လာတာငားနေရှိပြီအေးနောက်တဲ့ခင်ဗျားတို့အကြမ်းဖက်စစ်ကောင်စီကနိုင်ငံလောကမထွက်ဘူးဆိုခင်ဗျားတို့တက်ပေါ်တော့ဒါတွေကိုလည်းခင်ဗျားတို့ကိုလက်ပတ်ခတ်တော့တဲ့အသေးသားကိုတော့ပဲနောက်တဲ့တိနောက်တဲ့ခြေလာတဲ့ရသဘောပေါက်လားပြည် တပ်ပရောဆိုတာတပ်ပရောရဲ့နေရာပါပဲလို့ရှိအတိတ်ပဲမရှိနော်အတိတ်ပဲမရှိတပ်ပရောဒီတပ်ပရောရဲ့နေရာပါပဲအတိတ်ပဲမရှိအခုဆိုလို့ရှိရင်ပြပါပြပါသူ့နေရာနဲ့သူပဲဟလာအခုဒါကျွန်တော်တို့တော်လိုက်လောက်ကြတယ် EO ရီနဲ့ AL အဲ့အတူလက်တွဲတယ် EO ရီနဲ့အတူရှင်းတန်ကြရတယ်ပြောကြရတယ်သွားကြရတယ်ဆိုကြဘာပြတ်တလားဘာမရှိဘူးပြောစရာတိတ်ကောင်းတယ် ကျွန်တော်တို့သိကြတယ်ပြပါနိုင်ငံရဲ့စီအကြောင်းအရာတွေသိရတယ်။တပိုင်းအကြောင်းအရာတွေသိရတယ်။နိုင်ငံအကြောင်းအရာတွေသိရတယ်။ရှေးလျှောက်ကခပြောလို့စစ်တပ်ကပြည်ပြည်ချင်းရုတ်ကြတယ်။เนาะရုတ်ကြပဲဘာသာရေးကိုလည်းခုတော့မလုပ်ပါနဲ့။เนาะအကောလုံးခပြောလို့တွေသိအကောလုံးဆုပ်ယုတ်တော့ပဲအနေထားအောင်ရောက်နေပြီလို့ဒါကျွန်တော်ပြောပြချင်ပါတယ်။ဒေါ်လာရဲ့အားရုတ်သွားတာပေါ့။ဒေါ်လာရဲ့အားပိုပြီးကောင်းလာတာလို့ပြောလို့ရတယ်။ ဲဒါကတော့ဒီနေ့ရဲ့ထူးခြားတော့အရာပဲဖြစ်ပါတယ်မင်္ဂလာပါတတိယမင်္ဂလာပါဟုတ်ကဲ့ပါအဲ့တော့တပြေးပြေးတဲ့တော့တောင်ပိုင်းရဲ့အချိန်အဝါတွေကလည်းအင်မတန်ကောက်လာပါပြီတောင်ပိုင်းနဲ့ပတ်သက်ပြီးတော့ပါပေါ့နော်တောင်ပိုင်းတခွေကအတိထားဖို့ကလည်းအာဆီယံနဲ့တောင်ပိုင်းကိုထောက်ခဲ့တယ်တော့ဟိုတော့ထိုင်းနိုင်ငံဒီလဲတောင်ပိုင်းတခွေအကောလုံးကိုထောက်ခဲ့တယ်လုံးဆရာရှိရတာရဲရဲလုပ်ပါပြည့်ပြည့်တတသွားပါလုံးဆရာရှိရရဲရဲသွားပါ ီအကြဖက်စစ်ကောက်စီရဲ့အကြဖက်မှုဒါအပြည့်ပြည့်ကနေပြောပါကေဝေးကြပါစေလို့ပြောပြောချင်ပါတယ်ယေရှုတည်ပါတယ်